တကယ်တော့တီဗီကြည့်တာဂိမ်းဆော့တာကွန်ပျူတာသုံးတာတွေကခေတ်ရဲ့တိုးတက်ပြောင်းလဲမှုတွေဖြစ်တဲ့အတွက်ခလေးတွေကို ပိတ်ပင်တားဆီးလို့မရပါဘူးကွန်ပျူတာ အင်တာနက်ခေတ်မှာခေတ်လူငယ်ခလေးတွေအနေနဲ့အမိမလိုက်နိုင်ပြန်ရင်လေသူများနောက်မှာကြံခဲ့ပါဦးမယ်ဒါပေမဲ့အချိန်အကန့်အသတ်နဲ့ထိမ့်သိမ့်ပေးဖို့ကမိဘတွေရဲ့တာဝန်ဖြစ်ပါတယ်ဒီတော့ခလေးတွေစာကြည့်တဲ့အခါ အလင်းအောင်နေတဲ့အမောင်ထဲမှာဖတ်တာအိယာထဲမှာအိပ်ပြီးဖတ်တာရွှေလျားသွားနေတဲ့ရင်ပေါ်မှာစာဖတ်တာစာရေးတာတီဗီကို အမောင်ချပြီးကြည်တာတီဗီဇလန်းတွဲတွေကို မပြီးမချင်းမထာတန်းကြည်တာတွေအပြင်အခုခေတ်မှာကလေးတွေကကွန်ပျူတာအင်တာနက်သုံးကြတာတနေ့ကုန်နှီးပါဆိုတော့မျက်စိကို အနာမပေးသလိုဖြစ်တဲ့အတွက်ကြောင့်မျက်စိကျန်းမာရေးကို ထိခိုက်စေပါတယ် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုံးနေလို့မျက်စိကတောင်းကပ်သွားပြီးဆွေသွားလို့မျက်စိရော မျက်နာပါအကျောဆွဲသလိုဖြစ်သွားလို့ဆိုပြီးစေကန်းရောက်သွားကြတဲ့ကလေးတွေအယံကိုများပါတယ်များသောအားဖြင့်၁၂နှစ်ယောက်ကလေးတွေမှာ အဖြစ်များပြီးယောက်ျားလေးတွေမှာ ပိုဖြစ်တတ်ကြပါတယ်ပုံမှန်အားဖြင့်လူကြီးတွေမှာတော့မျက်တောင်ခတ်ခြင်းဟာတမိနစ်ကို15ချိန်လောက်ခတ်ပါတယ်မွေးကင်းစကလေးတွေမှာတော့ တမီနစ်ကိုတစ်ချိန်နှစ်ချိန်လောက်ပဲခတ်ပါတယ်။မျက်မမြင်တွေမှာတော့အမင်းအယုံနှိုးဆော်မှုမရှိဘဲနဲ့အလိုအလျောက်မျက်တောင်ခတ်ပါတယ်။ပြင်ပကဖုံမုံ၊သဲမုံတွေလေလူတွေကယောဂပိုးမွားတွေဓာတ်ရုပ်ပစ္စည်းတွေကိုကာကွယ်ပေးဖို့တဘာဝကစီမံထားတာပါ။မျက်ခွန်းတွေကနေအကာအကွယ်တစ်ခုအနေနဲ့ဆူးရှားတဲ့အလင်းရောင်ကျိန်းဆက်နေတဲ့အခိုးအငွေ့ အပူအေးရောဂါပိုးမွားတွေကိုကာကွယ်ဖို့မျက်ခွန်ဖွင့်ခြင်းပိတ်ခြင်းကို မျက်တောင်ခတ်တယ်လို့ခေါ်တာပါပုံမှန်အလိုအလျောက်မျက်တောင်ခတ်မှုမှာတုံ့ပြန်မှုနှစ်ပိုင်းရှိပါတယ်တစ်ပိုင်းကအုံနှောင်းရဲ့အောက်ခြေအစိတ်အပိုင်းသွားလန်းကိုဖျက်ဆန်းပြီးသွားတဲ့ပိုပြီးစောစွာတုံ့ပြန်မှုဖြစ်တဲ့အပိုင်းဒုတိယအပိုင်းကအုံနှောင်းအမိပိုင်းကိုဖျက်ပြီးထပ်ဆင့်ပေးဖို့တဲ့နည်းနည်းနောက်ကျတဲ့တုံ့ပြန်မှုအပိုင်းဖြစ်ပါတယ် အဲ့ဒီလိုမျက်တောင်တွေရဲ့အလိုအလျောက်တုံ့ပြန်မှုကိုထမ်းဆောင်ပေးတာကတော့နံပါတ်5အာယုံကျော်ရဲ့အဝင်နဲ့ကျောနဲ့နံပါတ်9အာယုံကျော်ရဲ့အထွတ်နဲ့ကျောတွေပဲ ဖြစ်ပါတယ်အချားခန္ဓာကို အစိပ်ပိုင်းအသီးသီးရဲ့ရောဂါကိုရှာဖွေစစ်ဆေးတဲ့အခါဒီမျက်တောင်တွေရဲ့အလိုအလျောက်တုံ့ပြန်မှုက အရေးကြီးပါတယ်မျက်တောင်ခဏခဏခတ်တဲ့ကလေးတွေကို ခွဲခြားကြည့်ရင်ပထမတစ်ချက်က မျက်လုံးနဲ့မျက်ခွန်အကြောဆွဲသလို ဖြစ်တာဒုတိယကမျက်တောင်ခတ်တဲ့အကျင့်ကြီးများတာတတိယအချက်ကမျက်ခွန်မကြာခဏလှုပ်တာပဲဖြစ်ပါတယ်ပထမအချက်ဖြစ်တဲ့မျက်လုံးမျက်ခွန်အကြောဆွဲသလိုဖြစ်တာကတော့မျက်စိမှာကွင်းထားတဲ့မျက်ခွန်ကြော့သားတွေရဲ့ခြေကားမှုနဲ့တွန်းအားတင်းအားဖြတ်တန်းခြင်းကြောင့်ဖြစ်ပါတယ်ခလေးဟာစိတ်လှုပ်ရှားပြီးတိတ်မောပန်းနွမ်းနယ်နေမယ်ဆိုရင်မျက်တောင်ခတ်တဲ့အကျင့်ကြီးဟာ ပုံများတတ်သလိုမျက်ခွန်ပိတ်တဲ့အချိန်ကာလကိုလည်းတိတိတသာပြောင်းလဲစေပါတယ်။ယောက်ျားလေးတွေမှာဖစ်တတ်ပြီးရှံအနှဲငယ်အတွင်းမှာအလိုလိုပျောက်သွားတတ်ပါတယ်။ဒုတိယအချက်ဖြစ်တဲ့မျက်တောင်ခတ်တဲ့အချိန်ရင်များတာကတော့မျက်စိရဲ့မျက်ကြည်လွှာမျက်ရည်ကြီးမျက်မေးပါမျက်တောင်နဲ့မျက်ခွန်တွေမှာရောဂါတစ်ခုခုရှိရင်ဖြစ်နိုင်ပါတယ်။တတိယအချက်ဖြစ်တဲ့မျက်ခွန်မကြာခဏလှုပ်တာကတော့ မျက်စိကြွက်သားတွေရဲ့အားဆိုင်လွန်မှုကြောင့်ထက်ခါထက်ခါကြုံချင်းတင်းချင်းတို့ကြောင့်ဖိရပါတယ်အမျိုးသမီးတွေမှာအဖြစ်များပြီးတောက်ပလွန်းတဲ့အလင်းရောင်နဲ့စာဖတ်တာ အချိန်ပြည့်တီဗီကွန်ပျူတာကြည့်တာတွေနဲ့တက်ဆိုင်နေပါတယ်အမေရိကန်ပြည်ထောင်စုဖေရာစေးကောလိပ်ကကော်ရန်အိုင်းအစ်စတီကျူရဲ့ မျက်စိကုဌာနကနေပြီးအခုလို မျက်တော့ခဏခဏခတ်တဲ့16နှစ်အောင်ကလေး69ဦးကိုလေးလာဆန်းစစ်တဲ့အခါ89ရာခိုင်နှုန်းဟာမျက်စိနှစ်ဖက်စလုံးမှာဖြစ်ပြီးယောက်ျားလေးဥယေကမိန်းကလေးဥယေထက်နှစ်ဆပိုများတာတွေ့ရပါတယ်39ရာခိုင်နှုန်းကတော့မျက်စိရဲ့အရှိပိုင်းယောဂါတွေနဲ့မျက်ခွန်ပုံမှန်မဟုတ်တဲ့ယောဂါတွေအကြောင်းဖြစ်တာကို တွေ့ရပြီး23ရာခိုင်နှုန်းကတော့ မျက်စိနဲ့မျက်နှာမှာအကျောဆွဲတဲ့အကျဉ်ရှိတဲ့ကလေးတွေဖြစ်ပါတယ်။၄ရာခိုင်နှုန်းကမျက်မှန်ပါဝါလိုတဲ့ကလေးတွေဖြစ်ပြီး၁၁ရာခိုင်နှုန်းကမျက်စိအပြင်ဆွေတဲ့ကလေးတွေဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာချိုးတဲ့မှုကြောင့်မျက်ခုံလှုပ်တဲ့ကလေးက30ရာခိုင်နှုန်းရှိတယ်လို့လေးလာတွေးရှိရပါတယ်။ဒါကြောင့်စစ်ဆေးကြည့်တဲ့အခါမျက်စိတစ်ဖက်တည်းဖြစ်တာလားနှစ်ဖက်စလုံးဖြစ်တာလားမျက်တောင်ခတ်ချိန်မှာ နာကျင်ကြိုက်ခဲတာတွေရှိသလားအမင်းအာယုံထိခိုက်သွားသလားမျက်စိကဆွေနေသလားမီးရောင်အလင်းရောင်ကို ကြည်နိုင်ရဲ့လားမျက်ခွန်တွေမျက်နှာတွေပါ လိုက်ပြီးတွန့်ရွက်သွားသလားမျက်တောင်တွေမှာတန်းတွင်နေသလားစသဖြင့်တေချာစမ်းသပ်ဖို့လိုပါတယ်မျက်တောင်ခတ်တဲ့အချိန်တုန်းဟာအုံနောက်အတွင်းမှာရှိတဲ့စိတ်အခြေအနေနဲ့ဆက်ဆက်နေပါတယ်မျက်တောင်ခတ်တဲ့အချိန်တုန်းကို ထိန်းချုပ်ထားတဲ့တည်နေရာနဲ့စိတ်ပိုင်းဆိုင်ရာ ခံစားမှုရဲ့တည်နေရာဟာအုံနောက်တွင်မှာဆက်သွယ်မှုတွေ ရှိနေတတ်ပါတယ်။အုံနောက်ကင်စာယောဂါအတက်ယောဂါခလေးကြီးထွားမှုနေကွေးတဲ့ယောဂါစသဖြင့်အုံနောက်နဲ့အာယုံကြောမှာယောဂါတစ်ခုခုရှိနေရင်လဲမျက်တောင်ခတ်တဲ့အချိန်နှုန်းများတာကို တွေ့ရပါတယ်။ဒါကြောင့်မျက်စိမှာဘာပြဿနာမှမရှိဘူးဆိုရင်တော့အုံနောက်နဲ့အာယုံကြောအထုကုဆရာဝန်ကြီးထံ ပြသပြီးလိုအပ်တဲ့ညွှန်ကြားမှုကို လိုက်နာရပါမယ်။စိတ်ပိုင်းဆိုင်ရာ အနေနဲ့ကလေးငယ်တွေမှာကြောင်းအစ်စ်ကိုပြောင်းအပ်တဲ့အခါဘဲတန်ကလေးညာတန်ပြင်ပေးတဲ့အခါအတန်းထဲမှာ အားလုံးရဲ့အနိုင်ယူမှုခံရတဲ့အခါလေးလံထိုင်မှန်စိတ်တက်တက်ကြွမှုနည်းနေတဲ့အပြုမှုကို ပြင်းပြင်းထန်ထန်ပြုပြင်ပေးတဲ့အခါမျိုးတွေမှာပိုပြီးတွေ့ရတတ်ပါတယ်။မျက်စိမိတ်တုံမိတ်တုံဖြစ်နေတဲ့အခြားကလေးကို ပြောင်းလောင်ရင်းနဲ့ပဲဖြစ်ဖြစ်မိဘမျိုးရိုးမှရှိခဲ့ရင်ပဲဖြစ်ဖြစ်ဖြစ်တတ်တာမို့ယောဂရာဇဝင်ကိုတေချာမေးဖို့လိုအပ်ပါတယ်အမင်းအာယုံချိုးရင်းမှုရှိရင်တော့မျက်စိဆရာဝန်နဲ့ပြပြီးမျက်မှန်လိုရင် မျက်မှန်ပေးရပါမယ်မျက်ကြည်လွှာမှာပရိုတင်းတက်တွေစုပုံနေလို့မျက်မေးရှောင်နေခဲ့ရင် မျက်တောင်တွေနေရာလွဲပြီးအတွင်းကိုစိုက်ဝင်ပြီးပေါက်နေရင်ဝမ်းတွင်းပါရေတင်ယောဂတွေရှိရင်လည်း အခုလို မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖစ်တတ်တာမို့အချိန်မီမှန်ကန်တဲ့ကုသမှုကိုခံယူဖို့အရေးကြီးပါတယ်ဒီနေ့ခေတ်ကလည်းကွန်ပျူတာခေတ်အင်တာနက်ခေတ်ဆိုတော့ကလေးငယ်တွေတင်မက လူငယ်လူကြီးထိဖုန်းထဲကဂိမ်းတွေကစားတာဖုန်းနဲ့အင်တာနက်ကြည့်တာလက်ကင်ဖုန်းရဲ့မျက်နှာပြင်ကသေးရင်သေးတယ်လို့စလုံးတွေကိုအာယုံဆိုင်ကြည့်ရတာမျိုးတွေမျက်စိနဲ့ကွန်ပျူတာမခွာတမ်း တဏီကုံစိုက်ကြည့်နေရတော့မျက်တောင်ခတ်ဖို့မေ့နေပြီးကြာတော့မျက်သား6မျက်ရည်ခန်း6လာတာတွေကို တွေ့ရပါတယ်။နားလိုက်တာနဲ့မျက်စိကနီးရဲပြီးမျက်ရည်ကျမယ်ခုလိုခုလိုနေမယ်မျက်တောင်ခဏခဏခတ်မိမယ်ဒါကြောင့်ကွန်ပျူတာကိုတဏှာကြီးလောက်ကြည့်ပြီးတိုင်းမျက်စိကို ခဏအနာပေးရမယ်။အဝေးကစိမ့်လန်းတဲ့တစ်ပင်တွေအဝေးရှုခင်းတွေကို ကြည့်ပေးရပါမယ်။ ကလေးအများစုမှာတော့တခြားမျက်စိယောဂါကို မတွေ့ရတတ်ပဲမျက်မှန်ပါဝါလိုအပ်နေတဲ့ကလေးတွေကများပါတယ်။ဘာမှစမ်းသပ်လို့မတွေ့ရရင်ကွန်ပျူတာကြည့်ရဂိမ်းဆော့တာကိုခဏနားခိုင်းပြီးဗီတာမင်အားစေးတစ်ခုခု ပေးထားပြီးတနေ့တာအာဟာရကိုဂိူးဆိုင်ကျွေးဖို့လိုအပ်ပါတယ်။တချို့မိဘတွေက မလိုအပ်ဘဲဗီတာမင် A ငါးကြီးစီနဲ့ ADBase လိုအားစေးတွေကို ကျွေးနေတတ်ကြပါတယ်ဗီတာမင် A နဲ့ငါးကြီးစီကိုကျွေးမှကလေးမျက်စိ အားကောင်းမယ်လို့ထင်တတ်ကြပါတယ်မျက်စိအားကောင်းစေတယ်လို့ကြော်ညာလိုက်ရင်ပဲဒီဆေးတွေကို လိုက်ပြီးဝယ်ကျွေးတတ်ကြပါတယ်တကယ်တော့ဆေးထက်တဘာဝအသီးနှံတွေဖြစ်တဲ့အစိမ်းအောင်အသီးရွက်တွေဥပမာကစွန်းရွက်ဟင်းနုနယ်ရွက် မြင်းခွာရွက် မုံလာဥနီကစွန်းနဲ့ အဝါယောင်သီးနှံတွေဖြစ်တဲ့တင်မောသီးတရက်သီးငှက်ပြောသီးတခွားသီးမဲ့လိမ်မော်သီးရွှေဖေုံသီးနိုးနဲ့နိုးထွက်ပစ္စည်းကြက်ဥဘဲဥအသည်မြစ်တွေက ခလေးတွေအတွက်ပုံမှန်မျှတနေဖို့အရေးကြီးလာပါတယ်ဒီဗီဒီယိုကခလေးငယ်တွေရဲ့မျက်စိကျန်းမာရေးအတွက်အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေအတွက်အကျိုးတစ်စုံတရာရှိရဲဆိုရင် ကျွန်တော်ရဲ့ဗီဒီယိုကိုလိုက်ပေးပြီးတော့တခြားသူတွေနားဆင်နိုင်ဖို့အတွက်လည်း share သွားပေးကြပါဦးအားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ